ကွယ်လက်နက်ပစ္စည်းကြောင့်ဒဏ်ရာရသူကိုအရင်ဆုံးအသက်ရှုမရှုစစ်ဆေးပါဒဏ်ရာကိုတန့်စင်တဲ့ရေနဲ့ဆေးပြီးပတ်တီဓာတ်မမဟုတ်အဝတ်စနဲ့ဖိသိမ့်စည်းနှောင်ပါလူနာကိုပက်လက်လန်းထားပြီးဒဏ်ရာရတဲ့လက်ခြေတော့ကိုနှလုံးထက်မြင့်တဲ့နေရာမှာမြှောက်ထားပါဥကောင်းမှာဒဏ်ရာရထားရင်ငိမ့်အောင်ထားပေးပါထီခိကုံတရေစခန်းနဲ့ထီခိနန်ဆက်ဒေတာတခုလုံးကိုခင်းညူထင်းချုပ်ထားပြီးနောက်မဲသမီးထာရွာကဒေတာခန်တွေကိုမူလမြင်ရမှာပြန်နေထိုင်ဖို့ကရင်မျိုးသားစီယုံခင်းညူတမဟာလေးကပြန်ခေါ်နေပါဗျ။ ထိထခေါ်မေသမီးထဒေတာဟာအရင်ကခရင်ညူရဲ့မြေတဝဲခရင်ဌာနချုပ်ဖြစ်ပြီး1969ခုနှစ်မှာစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နေမည်ဖြစ်ပါတယ်။အခု2025ခုနှစ်ဧပြီလ16ရက်နေ့မှာထိထဖြူဟာစခန်းကုန်းအပါအဝင်မေလ9ရက်နေ့မှာထိခိနယ်ဆက်ကုံတွယ်ရေးစခန်းနဲ့တဆက်တည်းရှိတဲ့ထိခိနယ်ဆက်စခန်းတွေကိုခရင်ညူတပ်မဟာလေးဦးဆောင်မှုနဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းယူထားတာပါ။ စစ်ကောင်စီတပ်စစ်ကြောင်းထိုးတာကြောင့်ထွက်ပြေးတန်းဆောင်သွားကြတဲ့ဌာနေတိုင်းရင်းသားတွေကိုအခုထိခိထိထနယ်စပ်မှာစစ်ကောင်စီစခန်းမရှိတော့တဲ့အတွက်ပြန်နေထိုင်ကြဖို့ခင်းညူတမဟာလေးကဇွန်လ29ရက်နေ့မှာကြေညာထားပါဗျ။မဲသမီးထဒေသမှာပြန်နေထိုင်ဖို့မြေယာလျှောက်ထားတာကိုခင်းညူတမဟာလေးမြေတဝဲခရိုင်လယ်ယာစိုက်ပျိုးရေးနဲ့ထိခိထိထမြေယာကော်မတီဥက္ကဋ္ဌပရိုဆောအက်ကလက်ဆိုစီဆက်သွယ်လျှောက်ထားနိုင်တယ်လို့ထုတ်ပြန်ထားပါဗျ။ အခုနှစ်မှာထီထထီခီစခန်းသိမ်းတိုက်ပွဲနဲ့စစ်ကောင်စီလေချောင်းတိုက်ခိုက်မှုကြောင့်ထီထထီခီဘော်ဒီအမိုရွာကဒေတာခန်တွေအိုးအိမ်ဆွန်ခွာထွက်ပြေးခဲ့ကြရပြီးအခုအခါထီခီထီထနယ်စပ်မှာစစ်ကောင်စီစခန်းမရှိတော့တဲ့အတွက်ဒေတာခန်အများစုနေရပြန်လာနေကြပြီဖြစ်တယ်လို့ဆိုပါတယ်။